အားလုံးပဲမင်္ဂလာပါများကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖန်လျက်တော့ຫນွေဥဒေါ်လာရေကနိုင်ပါမလားဆိုတဲ့အပေါ်မှာသုံးသက်ပြလာတဲ့ချီကိုနော်ရုပ်သံမျိုးဖန်လျက်ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာချီကိုနော်ကအဲ့ဒီ channel ပတ်သက်ပြီးဘာတွေဘလို့သုံးသက်ပြောဆိုထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ရင်ညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့တော်လရင်ညီကိုမောင်နှမတွေစူးနေကြမယ့်အကြောင်းအရာကအခုလက်ရှိနူးတော်လန်ရေးကဘယ်အခြေအနေရောက်နေပြီလဲနူးတော်လန်ရေးကတကယ်ရော နိုင်မလားအောင်မလားအခုလက်ရှိရောဘယ်အခြေအနေရောက်နေပြီလဲနိုင်လဲနိုင်ခြင်းလဲအောင်လဲအောင်ခြင်းလဲဆိုရင်ကျွန်တော်တို့ဘာတွေလုပ်ရမလဲဘာတွေပြုပြင်ရမလဲဘာတွေပြောင်းလဲရမလဲအဲဆိုတော့ကျွန်တော်တို့ဒီပြေလူလူတူးချင်းတယောက်ချင်းစီကရောဘာတွေလုပ်နိုင်လဲ ယေတူလူလူသူဦးချစ်တယောက်ချင်းစီကရောဒါတွေအကူအညီပေးရင်ကျွန်တော်တို့ဒီနူးတော်လန်ရေးကိုအမြန်ဆုံးအောင်မြင်မလဲဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ကျွန်တော်တို့ညီကူမောင်နှမတွေဆွေးနွေးကြမှာဖြစ်ပါတယ်ကျွန်တော်တို့ရနဲ့အတူတူဝိုင်းပြီးတော့ဆွေးနွေးပြလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ပြင်းပြင်းပြပါမှရှိနေကြတယ်ညီကူမောင်နှမတွေအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောချင်တာကနွေဦးတော်လန်ရေးဘယ်အချိန်ရောက်ပြီလဲပေါ့အဲ့တော့နွေဦးတော်လန်ရေးဘယ်အချိန်ရောက်ပြီလဲဆိုရင်ကျွန်တော်တို့သိရမယ့်အပိုင်းကနှစ်ပိုင်းရှိပါတယ် တပိုင်းကကျွန်တော်တို့မျက်စိရှိမှမြင်နေရတဲ့တော်လှန်ရေးစစ်ပွဲပေါ့နော်ဒီစစ်ပွဲစခန်းသိမ်းနေတာနဲ့ဒီစစ်တိုက်တာကိုကြတော့ဒါကျွန်တော်တို့မျက်စိရှိမှမြင်နိုင်တဲ့အရာဖြစ်တယ်ပြီးတော့ကျွန်တော်တို့မျက်စိရှိမှကျွန်တော်တို့မသိနိုင်တဲ့နောက်ွယ်ကအကြောင်းအရာတွေလည်းရှိသေးတယ်အဲ့ဒီနှစ်ခုကိုပေါင်းစပ်မှကျွန်တော်တို့ဒီတော်လှန်ရေးကိုအောင်မြင်မှုရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ပထမအပိုင်းအနေနဲ့ဒီကျွန်တော်တို့မျက်စိရှိမှမြင်နေရတဲ့အခြေအနေကဆိုရင်အားလုံးသိတဲ့အတိုင်းပဲအခုဆိုရင်မြန်မာတိုင်းနိုင်ငံလုံးမှာ ဒီအကြံဖက်စစ်ကောင်စီကို ထိုးစစ်တိုက်ပွဲတွေဆင်နွှဲနေတယ်အခုပြည်လူလူလူတနိုင်ငံလုံးမှာဆင်နွှဲနေတဲ့ထိုးစစ်တိုက်ပွဲတိုင်းကလည်းအနိုင်တွေရနေတယ်เนาะအားလုံးကအတီးတီးကအောင်မြင်မှုရနေတာကြီးပဲဒီတလအသွင်းမာတင်ကိုဒီထိုင်းမြန်မာနယ်ဆက်တလျှောက်မှာရှိတယ်စစ်ကောင်စီကနှစ်ပေါင်းများစွာခြေကုပ်ယူလာတဲ့စခန်းတွေเนาะဟိုအရင်တုန်းကဆိုရင်ဒီ၁၀နှစ်ကြော်ကြော်ဒါ KNU ကဟိုထိုးစစ်ဆင်လို့မရနိုင်တဲ့ KNU ကတိမ့်လို့မရနိုင်တဲ့စခန်းတွေတောင်အခုဆိုရင်နိုင်ရီပိုင်းအတွင်းမှာ KNU ကဒါတိမ့်နိုင်နေပြီ။ဘာကြောင့်တိမ့်နိုင်နေပြီလဲဆိုတော့တစ်အချက်ဒီပြည်တွင်းထဲမှာကိုကဒီစစ်အာဏာရှင်တော်လှန်ရေးလက်နက်ကင်လမ်းစဉ်ပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီမှာဒီစစ်တပ်မှာလက်ရှိရှိနေတဲ့အင်အားတွေကိုဒီတနရာထဲကိုစုပုံပြီးတော့မထားနိုင်တော့တဲ့အတွက်ကြောင့်အခုဒီ ကရင်တို့เนาะဒီ KNU တို့ KIA တို့ TNLA တို့စသဖြင့်တိုင်းနာလက်နက်ကိုင်တွေနဲ့ PDF တွေပေါင်းပြီးထိုးစစ်ဆင်လိုက်တာနဲ့စစ်တပ်ကဟိုအချိန်တိုသွင်းမှပြုတ်ကျသွားတယ်ဒီနေ့ညနေပိုင်းကပေါ့เนาะဒါတရားဝင်သတင်းမီဒီယာတွေမှာတော့တက်နေပြီကျွန်တော်တို့ကတော့မနေ့ကတည်းကသိထားပြီးပြီဒီနေ့ဒီမြောက်ဝတီမြို့နယ်မှာရှိတဲ့ဒီကနဲလေးစခန်းကိုဆိုရင်ဘရင်အောင်စခန်းနဲ့ကနဲလေးစခန်းပေါ့လေအဲ့ဒီစခန်းကခုဆိုရင် KNU ကတိုက်တာ၁၀နှစ်ကြော်เนาะတိုက်တာအရင်တုန်းကမရခဲ့ဘူး အခုအဲ့ဒီ7နှစ်ကြာကြာ KNU ကတိုက်လို့မရခဲ့တဲ့စခန်းကိုအခု PDF တွေနဲ့ဒီ news online ရေးမှာဒီအခုဒီတိုက်သွားတာဆိုရင်နိုင်ပိုင်းအတွင်းကျသွားတယ်ဒါကဘာကြောင့်လဲဆိုတော့ခုနကျွန်တော်ပြောသလိုပဲဒီပြည်မအထဲမှာပေါ့နော်အထူးဖြစ်ဒီမြို့ကြီးတွေမှာဒီမြို့ပေါ်မှာနေတဲ့လူငယ်တွေကိုယ်တိုင်က လက်နက်ကင်တော်လန်ကြီးလမ်းစဉ်တွေဆင်နှွှဲလာတယ်နော်တိုက်ပွဲတွေဝင်လာတယ်ပြီးတော့မှနိုင်ငံရေးမတည်မငြိမ်မှုဖြစ်တယ်ပြီးရင်ဒီဒီမြို့ထဲမှာရှိတဲ့စစ်ကောင်စီရဲ့စစ်တပ်တွေကဒီတနရာတဲကိုစုပုံပြီးတော့မှမထားနိုင်တော့တဲ့အတွက်ကြောင့်ဘူးဆိုသူရဲ့စစ်စခန်းတွေကဟိုဟိုအလွယ်တကူပဲတိုက်ခိုက်သိမ်းပိုက်လို့ရနေပြီအဲ့တော့ဒီအခြေအနေကိုကြည့်ရင်စစ်တပ်ကနေပြီးတော့ဆိုတာလဲအဲတိတ်များများဆဆာတိုက်ဖို့တောင်မလိုတော့တဲ့အခြေအနေကိုရှိနေပြီအခုလက်ရှိမှာဆိုတာပြည်နယ်တွေအကုန်လုံး 80ရာခိုင်နှုန်းလောက်ကတိုက်လို့ပြီးသွားပြီအဲ့တော့ပြည်နယ်တွေမှာအကုန်လုံးလွတ်မြောက်သွားပြီဆိုရင်ဒီပြည်နယ်တွေမှာရထားတဲ့လက်နက်ခဲရန်တွေရဲ့ပြီးတော့ဒီပြည်နယ်တွေကနေပြီးတော့ဒီထောက်ပို့လမ်းကြောင်းကိုကြောတော့နောက်ခံယူပြီးတော့မှမြို့တဲကိုဝင်ဖို့တော့အသိအများကြီးမကြံတော့ဘူးเนาะအအခုတောင်မှဒီပဲခူးမြို့တဲကိုဒါဒါ PDF တွေရန်ဖက်ရန်ကာဆိုသလိုဝင်ရောက်တိုက်ခိုက်နေတယ်အတိုက်ဒီနေရာမှာကျွန်တော်တို့နှစ်ချက်စဉ်းစားရမှာကဟုတ်ဝင်တိုက်တာနဲ့တိမ့်ပိုက်တာမတူဘူး တိုက်တယ်ဆိုတာကိုတိုက်ခြင်းတဲ့စခန်းကိုကိုတိုက်သွားတယ်အဲတိုက်လို့ပြီးသွားပြီနော်ကိုတက်မှတ်ထားတဲ့အချိန်မှာတိုက်လို့ပြီးသွားပြီဆိုရင်ရန်သူရဲ့လက်နက်တွေကိုတယ်နိုင်တဲ့လောက်တယ်ပြီးတော့ပြန်ဆုတ်ခဲ့တယ်အဲဒါကတော့ဝင်တိုက်တယ်လို့ခေါ်တယ်ပေါ့နော်အဲပြည်နယ်တွေကြတော့တိမ့်တာပြည်နယ်တွေကကြတော့သူကတိမ့်လို့ရတယ်ဟိုဘက်ကမြို့ကြီးတွေကြတော့သူကတိုက်ပဲတိုက်လို့ရမယ်တိမ့်လို့မရဘူးဘာလို့လဲဆိုတော့မြို့ကြီးတွေဖြစ်နေတော့တိုက်ပြီးရင်ထိမ့်ချုပ်ထားဖို့ကခက်တယ်အဲ့ဒီသူကဘာလို့လဲတိုက်လိုက်တယ်တိုက်ပြီးရင်ရန်သူစခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်ဟိုလိုချင်တဲ့လက်နက်ကို တဲနိုင်တလောက်ယူခဲ့တယ်ပြီးရင်နောက်စကန်တစ်ခုကိုထပ်တိုက်တယ်အဲ့ဒါလိုပဲရန်ရန်နုစကန်တွေကိုနီးရှို့ခဲ့တယ်လိုချင်တဲ့လက်နက်တွေကိုတဲနိုင်တလောက်တဲခဲ့တယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းနေပြည်တော်ကိုရောက်အောင်သွားကြမယ်အခုဆိုရင်ဒီဒီမြန်မာနိုင်ငံမှာဒီဒုတိယလက်နက်အင်အားလူအင်အားအကောင်းဆုံးဖြစ်တဲ့ဒီအရှိတောင်တိုင်းစစ်ဌာနချုပ်ဆိုတာပဲခိုးမှရှိတယ်အဲ့ဒီပဲခိုးမှရှိတဲ့ဒီအရှိတောင်အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုတောင်မှ PDF တွေကတိုက်ပြီးတော့မှနှစ်ရက်တိတိဒီတိမ့်ပိုက်ထားနိုင်တယ်အဲ့ဒီအချိန်မှာမှစစ်ကောင်စီကဒီလေရင်တွေနဲ့ဒီ အတင်းအာရမဘုံနေကျဲလို့ပြန်ဆုတ်လာရတယ်အဲ့ဒီစကန်းကိုမီးရှို့လို့ရတယ်လောက်မီးရှို့ခဲ့ပြီးတော့မှလိုချင်တဲ့လက်နက်တွေတည်ပြီးတော့မှပြန်ဆုတ်ခဲ့တယ်ဆိုလိုတာကဒီရှစ်တောင်တိုင်းစစ်ဌာနချုပ်ဒီဘကိုးမြို့တဲ့အထိကို PDF ရောက်နေပြီပေါ့နော်ရောက်နေပြီပြီးတော့ဒီရန်ကုန်နဲ့မိုင်340ပဲဝေးတော့တဲ့ဒီခရမ်းသုံးကွာတို့ဘာတို့အထိလဲ PDF တွေကရောက်နေပြီအဲ့ဒါဆိုတော့ဒီရန်ကုန်တဲကိုဝင်ဖို့လည်းတိတ်မကြတော့ဘူးနော်ပြီးတော့တခါ ဟိုဘက်မှာလည်းဒီဒီမန္တလေးမှာဆိုရင်လည်းဒါဟိုစင်ကူတို့မတရားတို့အထိကို PDF တွေကရောက်နေပြီအဲ့ဒီမှာတိုက်ပွဲတွေမကြမကြဖြစ်တဲ့ PDF တွေမြို့သိန်းနဲ့ခုနကျွန်တော်ပြောသလိုပေါ့နော်ဒီဒီမြို့ကြီးတွေကြတော့ဒီတိုင်းရင်းသားပြည်နယ်နဲ့မတူဘူးမြို့ကြီးတွေကြတော့တိုင်းရင်းသားပြည်နယ်ကကြတော့တိုက်တယ်တိုက်ပြင်းတခါတည်းတင်ထားလို့ရတယ်မြို့ကြီးတွေကြတော့သူကတိုက်တယ်တိုက်ပြင်းတခါတည်းတင်ထားလို့မရဘူးဘာလို့လဲဆိုတော့မြို့ကြီးဖြစ်နေတော့တိုင်းရတာခက်တယ်အဲ့တော့ဘာလို့လဲဆိုတော့တိုက်တယ်ဝင်ဝင်တယ်ရန်စခန်းထဲကိုရောက်တယ်ရန်စခန်းကိုမီးရှို့ခဲ့တယ်ရန်စခန်းထဲမှာရှိတဲ့လက်နက်ခဲယမ်းတွေကို လိုချင်တာတည်နိုင်သလောက်တည်ခဲ့တယ်ပြီးရင်ပြန်ဆုပ်ခဲ့တယ်ပြီးရင်နောက်စကန်တစ်ခုထပ်တိုက်တယ်ပေါ့နော်အဲ့လိုပဲအဲ့တော့ပြောချင်တာကရန်ကုန်ကိုရောက်ဖို့ဆိုရင်လေရန်ကုန်နဲ့အနီးဆုံးဒီပဲခူးရိုးမအထဲမှာ PDF တွေအခုရောက်နေတယ်မကြာမကြာမကြာဆိုသလိုဒီပဲခူးမြို့တဲအထိနော်ရန်ကုန်နဲ့မိုင်340လောက်ပဲဝေးတော့တဲ့နေရာအထိကိုဒါတော်လိုင်းရင်တပ်ဖွဲ့တွေရောက်နေပြီဟိုဘက်မှာဆိုလဲမန္တလေးမှာဆိုလဲဒါစင်ကူတို့မတရားတို့ထိလောက်ကို PDF တွေရောက်နေပြီအဲ့တော့မန္တလေးမြို့တဲကိုရောက်ဖို့မကြာတော့ဘူးပြီးတော့နေပြည်တော်နေပြည်တော်ဟာကြာတော့ကျွန်တော်တို့ဝင်ရတာခက်တယ် တခါတည်းတိမ့်နိုင်ရင်တိမ့်မတိမ့်နိုင်ရင်ဝင်ပြီးတော့ပြန်ဆုတ်လို့မရဘူးနေပြည်တော်ကဘာလို့လဲဆိုတော့နေပြည်တော်ကဟိုဟိုတောတောင်မရှိဘူးလွင်ပြင်ကြီးလွင်ပြင်အကျယ်ကြီးပုံးစရာခိုးစရာကြောတော့နောက်ခံယူစရာတောတောင်မရှိဘူးအဲ့ဒီတော့ကြောင့်နေပြည်တော်ကကြာတော့အဲ့လိုမျိုးဝင်တိုက်လို့မရဘူးအဲ့တော့အဲ့ဒါတောင်မှအခုနေပြည်တော်မှာ PDF တွေရောက်နေတယ်မကြမကြဒီရှော့တိုက်ဒုံးနေတယ်ဒီနေပြည်တော်လေတပ်စခန်းတွေနေပြည်တော်ဒီစစ်ဌာနချုပ်တွေကို PDF တွေအတားလှန့်လန့်ပြစ်နေတယ်အဲ့တော့ဒီအခြေအနေတွေအားလုံးကိုခြုံငုံပြီးတုံးတက်ကြည့်လိုက်ရင် စစ်ကောင်စီရဲ့နေပြည်တော်ဆိုတာဘလောက်မှမကြံတော့ဘူးမြို့ကြီးပြည်ကြီးတွေဆိုတာကဘလောက်မှမကြံတော့အဲ့တော့တော်လှန်ရေးဘယ်အခြေအနေရောက်နေပြီလဲဆိုရင်ကျွန်တော်တို့ဒီအခြေအနေတွေကိုတုံ့တက်ကြည့်ရင်သိနိုင်တယ်အဲ့တော့ဒီတော်လှန်ရေးအောင်မလားမေးရင်တရားပေါက်အောင်မှာအဲ့တော့တရားပေါက်အောင်မှာဆိုတော့ကျွန်တော်တော်လှန်ရေးဆိုတာမျိုးကတော်လှန်ရေးတစ်ခုတည်းမပြီးဘူးဘာလို့လဲဆိုတော့တော်လှန်ရေးဆိုတာကနိုင်ငံရေးဖြစ်စဉ်ကိုအခြေခံပြီးတော့မှတော်လှန်ရေးဖြစ်လာတာเนาะဒီနိုင်ငံရေးလမ်းစဉ်တွေနိုင်ငံရေးမူဝါဒတွေဒီနိုင်ငံရေး မတင်မြတ်မှုတွေကြောင့်တော်လန်ကြီးဖြစ်လာတာအဲ့တော့နိုင်ငံရေးတစ်ခုကိုအဆုံးသက်ခြင်းအာဒီတော်လန်ကြီးတစ်ခုကိုအဆုံးသက်ခြင်းရဲ့နိုင်ငံရေးနဲ့ပဲအဆုံးသက်လို့ရတယ်အဲ့တော့ဒီတိုက်ပွဲကအဆုံးဖြတ်ပဲဖြစ်တယ်အဆုံးသက်မဟုတ်ဘူးတိုက်ပွဲကကြတော့ကျွန်တော်တို့ဒီအနိုင်အရှုံးကိုအဆုံးဖြတ်အဆုံးဖြတ်ပေးတာအဆုံးသက်မဟုတ်ဘူးနိုင်ငံရေးနဲ့အဆုံးသက်အဆုံးမတက်မချင်းတော်လန်ကြီးကဘတော်မှအဆုံးတက်မှာမဟုတ်ဘူးကဘာတီနေတွေ့တော်လန်ကြီးကဆက်ရှိနေမှာအဲ့တော့ပြောချင်တာကတော်လန်ကြီးကတော့နိုင်တယ်ဒါပေမဲ့အဆုံးတက်မဟုတ်ဘူးတကယ် ညီမပြည်ရင်းစစ်တစ်ခုလုံးကိုအဆုံးသတ်ခြင်းလေဥပမာဗျာကျွန်တော်တို့တော်လန်ရေးကိုလည်းအနိုင်ရရမယ်ပြည်ရင်းစစ်လည်းအဆုံးသတ်ရမယ်ဆိုရင်မြန်မာနိုင်ငံမှာတည်ကြပေါ့ Federal Democracy ပေါ်မှာကိုရမယ်เนาะအဲ့တော့တော်လန်ရေးကတော့နိုင်သွားပြီပေါ့လေနိုင်သွားပြီ PDF တွေကလည်းအာစစ်တပ်အနေနဲ့ဖြစ်သွားပြီဒါပေမဲ့တိုင်းရင်းသားနယ်မြေတွေမှာနိုင်ငံရေးအပေးယူမတဲ့ရင်လည်းဒီပြည်ရင်းစစ်ကဆက်ရှိနေအောင်မှာအဲ့ဒီတော့ကြောင့်ကျွန်တော်တို့ကဟောတော်လန်ရေးနိုင်ုံနဲ့မပြီးဘူးဒါပါဆက်လုပ်ဖို့လိုသေးလဲဆိုရင်နိုင်ငံရေးအပေးအယူ တဲ့ဖို့လို့နေတယ်နိုင်ငံကြီးအပေးအယူညီမျှဖို့လို့လို့တယ်အဲ့တော့တော်လှန်ရေးလည်းနိုင်ရမယ်ဖက်ဒရယ်ပြည်ထောင်စုလည်းဖြစ်ရမယ်နောက်မှပြည်ရင်းစစ်လည်းဘယ်တော့မှမရှိတော့အောင်လုပ်ဖို့ဆိုရင်ညီမနိုင်ငံမှာဖက်ဒရယ်ဒီမိုကရေစီပေါ်ဖို့လို့တယ်အဲ့လိုဖက်ဒရယ်ဒီမိုကရေစီပေါ်ဖို့ဆိုရင်ဘယ်သူတွေကလုပ်ရမှာလဲဆိုရင်နိုင်ငံကြီးကောင်းဆောင်တွေနဲ့တိုင်းရင်းသားကောင်းဆောင်တွေနိုင်ငံကြီးအပေးအယူညှတာရမယ်အဲ့လိုနိုင်ငံကြီးအပေးအယူသဘောတူညီချက်ရမှတာလင်း ဖက်ဖက်ပြည်တော်စုဖြစ်ပြီးတော့မှမြန်မာနိုင်ငံပြည်တွင်းစစ်ကလုံးဝချုပ်ငိမ့်သွားမယ်เนาะအဲ့တော့ NUG အနေနဲ့တော်လှန်ရေးကာလကိုဒီအဖိတ်အစဉ်နည်းနည်းနဲ့ပေါ့เนาะဒီပြည်သူလူထုထိခိုက်သိဆုံးမှုနည်းနည်း PDF တွေလည်းထိခိုက်သိဆုံးမှုနည်းနည်းနဲ့ညံ့ညံ့ပြီးဖို့ဆိုရင် NUG အနေနဲ့တော်လှန်ရေးကာလကိုဒီအဖိတ်အစဉ်နည်းနည်းနဲ့ညံ့ညံ့ပြီးဖို့ဆိုရင် NUG အနေနဲ့မဖြစ်မနေလုပ်ရမယ့်အရာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီဒီတော်လှန်ရေးအလွန်အစိုးရဖွဲ့ဖို့အတွက်เนาะ သူတို့ကိုယ်တိုင်အစိုးရပြန်ဖြစ်ရေးအတွက်ကိုပဲဦးစားပေးတာမျိုးကို UNG အနေနဲ့မလုတ်တင်ဘူးပေါ့နော်အဲ့တော့ပြန်လဲတိဆောက်ရေးကာလမှာຫນွေဥတော်လည်းရေးကာလမှာပေါ်လာတဲ့ဒီနော်ထူးချွန်တဲ့တခြားခေါင်းဆောင်တွေဟုတ်လားဟုတ်ခြားခေါင်းဆောင်တွေကိုနေရာမပေးချင်တာဒီနော်ငါလူငါနေရာငါမှုဆိုတဲ့အစွဲပဲစွဲနေလို့တော့မရဘူးအဲ့တော့ဒီတော်လည်းရေးကိုအမြန်အဆုံးသက်ချင်နေဆိုရင် UNG အနေနဲ့ဟောနိုင်ငံရေးလမ်းစဉ်တွေကနည်းနည်းပြင်ရမယ်ဗျာနော်အဲ့တော့တေချာပေါ့ UNG အနေနဲ့ဒါနိုင်ငံရေးလမ်းစဉ်တွေပြင်ကိုပြင်ရမယ်အထူးသဖြင့်တော့ဒီတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အယူကြီးနဲ့ဂျာမားနိုင်ငံကြီးအပေးယူတဲ့သွားရင်အခုတိုင်းနာပြည်နယ်တွေတိမ့်လို့ပြီးသွားတာ ਨੇ အဲ့မှာရရထားတဲ့ဒီလက်နက်တွေလက်နက်ခဲယမ်းတွေဘက်ကတိုင်းနာတပ်ဖွဲ့တွေရဲ့အကူအညီတွေနဲ့ PDF တွေကမြို့မြို့ကြီးတွေကိုဝင်တိမ့်လို့ရအဲ့ဒါဆိုရင်ကျွန်တော်တို့တော်လှန်ရေးအသေးချာပေါ့နိုင်ပြီဒါပေမဲ့အဲ့ဒီလိုဖြစ်ဖို့ဆိုရင်သိကြတယ်အယူကြီးအနေနဲ့တိုင်းနာခေါင်းဆောင်တွေနဲ့နိုင်ငံကြီးအပေးအယူတဲ့ဖို့လို့ကိုလို့တယ်နိုင်ငံရေးပြီးမရမရှိပဲနဲ့တော့ဒီတော်လှန်ရေးကဘလို့မှ ောင်မြင်နိုင်ကြည်မရှိဘူးအဲ့တော့ဒီတော်လန်ကြီးကကျွန်တော်ရှုံးမလားနိုင်မလားဆိုဘာနဲ့ပြောရမလဲဆိုရင်ဗျာဟိုအမေစုပြောခဲ့တဲ့စကားနဲ့ပဲပြန်ပြောရရင်ဟိုကျွေတလှက်ကြက်တခုံကမာပဲအဲ့တော့ချက်ချင်းအနိုင်ရှုံးကအပြောင်းလဲချက်ချင်းဖြစ်သွားနိုင်တယ်ဒီဘက်ကကျွန်တော်တို့ဒီစစ်သက်အုပ်စုကိုကြည့်ရင်လေအခုဒီလာမယ့်ရွေးကောက်ပွဲကိုဒီရွေးကောက်ပွဲဝင်ဖို့အတွက်စစ်တပ်ရဲ့စစ်တပ်ရဲ့မဟာမိတ်ပါတီ20နဲ့90နဲ့နှစ်ခုကရွေးကောက်ပွဲဝင်ကြမှာဒါကတော့သူ့ရဲ့မဟာမိတ်ပေါ့လေအဲ့တော့အခုဒီလောက်ဒီတနိုင်ကန်လုံး ပြည်သူလူထုတရက်လုံးကစန့်ကျင်နေတဲ့ဒီစစ်တပ်ကိုဒီနိုင်ငံရေးပါတီ52ခုကဘာကြောင့်ယုံကြည်နေရတာလဲဆိုတော့သူတို့ယုံကြည်တာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့စစ်တပ်ကလက်နက်အင်အားကောင်းတယ်လူအင်အားကောင်းတယ်ဘလို့ပဲဖြစ်ဖြစ်စစ်တပ်ကမဖြစ်မနေရွေးကောက်ပွဲ လုပ်နိုင်မယ်အဲ့ဒါလို့ရွေးကောက်ပွဲလုပ်နိုင်ရင်ဒီအချိန်မှာဒီစစ်တပ်ဘက်ကယက်တီထားတဲ့လူတွေအနေနဲ့ ီ2025အလွန်မှာနေရာတစ်ခုကိုမဖြစ်မနေရနိုင်မယ်လို့သူတို့ယုံကြည်နေတယ်အခုဒါရွေးကောက်ပွဲဝင်မဲ့ပါတီ20နဲ့ပါတီ52ခုကအဲ့ဒါကိုသူတို့ယုံကြည်နေတယ်ဒါကတော့လေခုနကကျွန်တော်ပြောသလိုပေါ့ဗျာဟောလို့လေကြွေတလှဲ့ကြက်တခုပမာပဲအဲ့တော့အဲ့ဒါတွေအကောင်လုံးရဲ့ main ပေါ့ main အချုပ်ကဘလူးစီမှာလဲဆိုရင် UNG စီမှာပဲရှိမယ် UNG ကဟောတာဟိုငါလူငါအဖွဲ့စည်းငါတို့လူတာအစိုးရပြန်ဖြစ်ရင်ငါတို့လူတာနေရာပြန်ရရေးဆိုတဲ့မူဝါဒကိုလက်စုပ်လက်ကင်မထားဘဲနဲ့ဒီတင်တင်မျှတာတဲ့ ဒီတိုင်းရင်သားခေါင်းဆောင်တွေနဲ့မူဝါဒရှိရမယ်နောက်ပြီးဒီຫນွေဥတော်လမ်းကြီးမှာပေါ်လာတဲ့တခြားသောထူးချွန်တဲ့ခေါင်းဆောင်တွေထူးချွန်တဲ့လူငယ်တွေကိုတွဲခေါ်ရမယ်နေရာပေးရမယ်အဲ့လိုမှမဟုတ်ဒီတော်လမ်းကြီးအောင်မြင်ဖို့မဖြစ်နိုင်ဘူးအခုတိုင်းနေတဲ့နေရာတွေအကုန်လုံးကတိုင်းရင်သားပြည်နယ်တွေကြီးပဲအဲဒီဘ ਹੁ အစိုးရရဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေတမျိုးမှမသိမ်းနိုင်သေးဘူးတကယ်လို့2025အလွန်မှာစစ်တပ်ကရွေးကောက်ပွဲကိုအအောင်မြင်မြင်လုပ်နိုင်သွားပြီးတော့ဒီ ဘ ਹੁ အစိုးရပေါ်လာပြီပေါ့ဗျာရန်ကုန်မန္တလေးနေပြည်တော်စကိုင်းမကွေးနဲ့အာမန္တလေးမြင်းကြံဘာညာပေါ့လေအဲ့ဒီမြို့ကြီးနည်းနည်းလောက်ကိုပဲစစ်တပ်ကရွေးကောက်ပွဲလုပ်ပြီးတော့မှဒီဘ ਹੁ အစိုးရဖွဲ့လိုက်မယ်အဲ့ဒီဘ ਹੁ အစိုးရနဲ့ခုနကတိုင်းရင်းသားပြည်နယ်တွေကိုတိန်းထားတဲ့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့စစ်တပ်နဲ့ပေါင်းလိုက်ရင်ဒါတေချာပေါက်2025ရဲ့အလွန်မှာစစ်တပ်နဲ့တိုင်းရင်းသားတွေပေါင်းတဲ့အစိုးရတရက်ပေါ်လာလိမ့်မယ်အဲ့ဒီလိုမဖြစ်ဖို့ဆိုရင်အန်ယူဂျီအနေနဲ့အခုဒီ2025မကုံခင်မှာ ဒီဘ ਹੁ အစိုးရအုပ်ချုပ်ရေးနယ်မြေတွေကိုဝင်ရောက်သိမ်းပိုက်နိုင်ဖို့လိုအပ်တယ်။အဲ့ဒီလိုမှကိုဟာကိုကုဒူးကိုခြုံပြီးတော့မလုံနိုင်ဘူးဆိုရင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့နိုင်ငံရေးအပေးအယူတဲ့ဖို့လိုအပ်တယ်နော်။အခုလက်ရှိမှာတိုင်းရင်းသားပြည်နယ်တွေကိုကျွန်တော်တို့ PDF တွေက PDF တွေကနော်ဒါစုပေါင်းပြီးတော့သိမ်းတယ်။တိုင်းရင်းသားပြည်နယ်တွေအကောင်လုံးသိမ်းလို့ပြီးွားရင်ဒီအကြမ်းဖက်စစ်ကောင်စီကိုဒါဟိုဒီနိုင်ငံတနိုင်ငံလုံးကိုဒါဟို ပပလေးလေဝိုင်းလာတယ်ဆိုတဲ့တဘောပေါ့နော်ဝိုင်းလိုက်ပြီပေါ့တိုင်းနာပြည်နယ်တွေအကုန်လုံးကိုတိမ့်လိုက်ပြီဆိုရင်ဒါစစ်ကောင်စီကိုတနိုင်ငံလုံးဒါပပလေးလေဝိုင်းထားပြီအဲ့ဒီတိုင်းနာပြည်နယ်ဒီမှာတိမ့်ထားတဲ့လက်နက်ခဲယမ်းတွေနဲ့ပဲငကြင်းစီနဲ့ငကြင်းပြန်ကြုံမယ်နေပြည်တော်ပြန်တိုက်မယ်ပေါ့နေပြည်တော်ပြန်တိုက်မယ်ဆိုခုနကျွန်တော်ပြောသူအဲ့ဒါဖြစ်ဖို့ဆိုရင်ဟိုဘာလို့လဲမဆက်ကြီးပဲអော်နေလို့မရဘူး UNG နဲ့တိုင်းနာကောင်းဆောင်တွေနဲ့နိုင်ငံရေးအပေးအယူနိုင်ငံရေးအာမခံချက်တွေ ရှိဖို့လိုအပ်တယ်အဲ့လိုရှိမှပဲတိုင်းရင်းသားတွေကပြန်ကူပြီးတော့တိုက်ပါလေနေပြည်တော်ကိုအဲ့ဒါလိုနိုင်ငံရေးအပေးအယူဘာမှမရှိပဲနဲ့ဒီတိုင်းကြီးဝိုင်းကူမှာတော့ဘယ်လိုမှမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့အာကော်လုံးအကုန်လုံးမှာကိုကိုစီကိုစီနိုင်ငံရေးမျှော်လင့်ချက်တွေရှိကြတယ်အဲ့ဒီအတွက်အဓိကတော့ UNG ပေါ်မှာပဲမှုတည်တယ် UNG အနေနဲ့ဟိုနိုင်ငံရေးလောဘမကြီးဖို့နော်နိုင်ငံရေးအာဏာခွဲဝေမှုညှတာဖို့ဟာဒါအရင်အရေးကြီးတယ်အဲ့ကျွန်တော်ဒီတော့လည်းရဲ့ဘဲချင်းနဲ့ရောက်ပြီလေအောင်မလားမင်းအခုလက်ရှိဦးတော့တော်တော်လေးအောင်မြင်နေပြီเนาะအဲ့တော့ ရန်ကုန်နဲ့မိုင်30အကွာလောက်မှာဒါ PDF တွေရောက်နေပြီမကြမကြလဲတိုက်ပွဲတွေဖြစ်နေတယ်မန္တလေးနဲ့အနီးဆုံးမှာရှိတဲ့စင်ကူတို့မတရားတို့ဘာတို့ဆိုလဲဒါ PDF တွေရောက်နေပြီနေပြည်တော်ကိုဆိုရင်လဲဒါဟိုချော့တိုက်တုံးနေနဲ့မကြမကြလှမ်းလှမ်းပြီးတော့ပြစ်နေတယ်ဆိုကြတဲ့ကူကနေပြည်တော်နဲ့အနီးတဝက်မှာလဲဒါ PDF တွေရောက်နေပြီဆိုတဲ့သဘောရှိတယ်အခုပြည်နယ်တွေမှာလဲပြည်နယ်အကုန်လုံးကလဲ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေကြတယ်စစ်ကောင်စီနေရာတိုင်းမှာရှုံးတယ်ကရင်မှာလည်းရှုံးတယ်ကချင်မှာလည်းရှုံးတယ်ချင်းမှာလည်းရှုံးတယ်ရခိုင်မှာလည်းရှုံးတယ်နော်နေရာတိုင်းမှာရှုံးတယ်အဲ့တော့ခုနကျွန်တော်ပြောသလိုပဲအရာအကုန်လုံးကဘဒုပေါ်မှာအခြေတည်လဲဆို UNG ပေါ်မှာအခြေတည်တယ် UNG ကအာငါတို့အဖွဲ့ငါတို့လူငါတို့ပါတီတခုတည်းနေရာပြန်ရရမယ်ဆိုတော့အစွဲကိုဖြုတ်စွဲကိုဖြုတ်ပြီးတော့မှတိကျခိုင်မာတဲ့နိုင်ငံရေးမူဝါဒချမှတ်လိုက်ရင်ဒီတော်လှန်ရေး2025ကိုတော့ကုချင်မှကုမှတေချာပေါ့ အောင်မြင်မှုရရမှာအဲ့တော့အရာအားလုံးကျွန်တော်တို့ပြည်သူတို့အားလုံးတော်လန်ရေးကိုတက်ကြွလှုပ်ရှားမှုတွေအားလုံးတောင်းဆိုရမှာက UNG ကိုလောဘမကြီးဖို့လူဘာမဝဖို့ပဲအားလုံးကဝမ်းကြီးတောင်းဆိုကြအဲ့ဒါဆိုရင်တေချာပေါ့ကျွန်တော်တို့ဒီတော်လန်ရေးက2025ကိုမကူးစေရဘူးတေချာပေါ့အောင်မြင်မယ်အဲ့တော့စစ်တပ်ကလည်းသူ့ရဲ့နိုင်ငံရေးထွက်ပေါက်ကဒီရွေးကောက်ပွဲပဲဒီရွေးကောက်ပွဲကိုလုပ်ပြီးတော့မှ ဒီအခုလက်ရှိဒီစစ်တပ်ရဲ့ပြင်ဆင်နေတဲ့ပုံစံဒီစစ်တပ်သွားနေတဲ့ခြေလှမ်းတွေကိုကြည့်ပြီးတော့သုံးသပ်ရရင်မင်းအောင်လှိုင်ရဲ့အသွေးကဘာလဲဆိုတော့ဒီ2025မှာဒီမြို့ကြီးတချို့လောက်ကိုပဲရွေးကောက်ပွဲလုပ်မယ်အဲ့ဒီရွေးကောက်ပွဲကနေကျန့်ဖို့ပါတီအစိုးရဖြစ်မယ်ပေါ့နော်ကျန့်ဖို့ပါတီအစိုးရဖြစ်ရင်လောလောဆယ်ဆယ်ပထမတစ်နှစ်နှစ်နှစ်မှာကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကတမရတက်လို့ပေါ့ဗျာ ပြီးရင်အဲ့ဒီတစ်နှစ်နှစ်နှစ်ရဲ့နောက်ကိုမင်းအောင်လိုင်ကတမရတက်လုပ်ပြီးတော့ဒီတပါဒီအာနာရှင်စနစ်ကိုဖော်ဆောင်မယ်ပေါ့ဗျာနော်အဲ့တော့2025အလွန်မှာကြံ့ဖို့ကအစိုးရဖြစ်ရင်ဒီမြို့ထဲမှာရှိတဲ့ဒီ NLD ပါတီဝင်တွေနော်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြိုခွင်းလိုက်ရင်နောက်မှာမြန်မာနိုင်ငံမှာဒီကြံ့ဖို့နဲ့စစ်တပ်ကိုရှင်နိုင်တဲ့ပါတီတွေမရှိတော့တဲ့အခါကျရင်စစ်တပ်ကအာနာသိမ်းစရာမလိုဘဲနဲ့အော်တိုမက်တစ်တပါဒီအာနာရှင်စနစ်ကိုတွားလို့ရပြီ ပေါ့လေအဲဒါကဟိုစစ်တပ်ရဲ့အကြံစီစစ်တပ်ရဲ့ခြိမ်းခံပေါ့ဗျာအဲ့တော့2025မှာ2025အကုန်ဒီဇင်ဘာလောက်မှာစစ်တပ်ကရွေးကောက်ပွဲလုပ်မယ်ဆိုရင်တိုင်းနာပြည်နယ်တွေကသူကရွေးကောက်ပွဲမလုပ်တော့ဘူးအမဲရောင်နေပြီအဖြစ်နဲ့ကြီးညာလိုက်မယ်ဒီမြို့ကြီးတချို့လောက်ပဲသူရွေးကောက်ပွဲလုပ်မယ်ရွေးကောက်ပွဲလုပ်ပြီးရင်ဒီဘက်မှာဟိုဘ ഹു အစိုးရတက်ခဲ့ပြီပေါ့တော့အဲ့တော့ဒီဘ ഹു အစိုးရဟိုတက်တက်ချင်းမှာဒီအစိုးရအောက်ချုပ်ရေးရန်တရားလေပတ်ဖို့အတွက်ကြံ့ဖို့ကတော့တည်ကြတဲ့စစ်လုံးမတိုက်မှာမဟုတ်ဘူးအဲ့တော့ကိုပြည်နယ်ကိုတိုင်းထားတဲ့တိုင်းနာကောင်းဆောင်တွေနဲ့နိုင်ငံကြီးအပေးယူလုပ်ပြီးတော့ ကိုပိုင်အုပ်ချုပ်ခွင့်ဘာညာပေးပြီးတော့မှငញ្ញာကြီးစုနှုတ်ပဲဘာညာလုပ်ပြီးတော့မှစစ်တပ်ကနောက်ထပ်9နှစ်လောက်ကိုဆိုင်းငံ့ထားလိုက်မှာပေါ့လေနောက်ထပ်9နှစ်လောက်အချိန်ဆွဲနိုင်ရင်အဲ့ဒီ9နှစ်အတွင်းမှာပြည်တွင်းထဲမှာရှိတဲ့ဒီ NLD ပါတီဝင်တွေနဲ့ဒီနိုင်ငံကြီးတက်ကြွလှုပ်ရှားမှုတွေကိုဖြိုခွင်းလိုက်ရင်နောက်နောက်တစ်ချိန်ရွေးကောက်ပွဲ2030ရွေးကောက်ပွဲကြရင်ကြံ့ဖို့ကိုရှင်နိုင်တဲ့ပါတီမရှိတော့အဲ့ဒါဆိုရင်နောက်တစ်ချိန်လည်းကြံ့ဖို့ပဲအစိုးရထပ်ဖြစ်ဆိုရင်မင်းအောင်လှိုင်ကအဲ့ဒီနေရာမှာဒီကြံ့ဖို့ပါတီဥက္ကဋ္ဌနေရာယူပြီးတော့မှ ီရာတပံတမရရာဓုကိုယူသွားနိုင်ရည်ရှိတယ်ဒါကစစ်တပ်ရဲ့အကြံစီအဲ့တော့စစ်တပ်ရဲ့သူ့ရဲ့နောက်ဆုံးထွက်ပေါက်ကလည်းဒီ2025ပဲအဲ့တော့ကျွန်တော်တို့မျိုးဦးတော်လန်ရေးရဲ့နောက်ဆုံးထွက်ပေါက်ကလည်း2025ပဲဒီ2025မှာကျွန်တော်တို့မဖြစ်မနေအနိုင်ရကျင်တယ်เนาะပြည်သူလူထုပေးဆက်မှုနည်းနည်းနဲ့အဖိတ်အစင်နည်းနည်းနဲ့အမြန်ဆုံးအောင်မြင်မှုရကျင်တယ်เนาะ PDF တွေလည်းဒါပေးဆက်မှုနည်းနည်းနဲ့အောင်မြင်မှုအမြန်ရဖို့ဆိုရင် UNG အနေနဲ့နိုင်ငံရေးမူဝါဒတွေကိုတည်ကြပေါက်ပြင်ကိုပြင်ရမယ် ိုငါတို့တပ်ဖွဲ့ပဲအာဏာပြန်ရရေးငါတို့တပ်ဖွဲ့ပဲအစိုးရပြန်ဖြစ်ရေးငါတို့အဖွဲ့တွေပဲငါငါတို့လူတွေပဲနေရာပြန်ရရေးဆိုတဲ့မူကို UNG အနေနဲ့မဖြစ်မနေလက်လွတ်ကိုလွှတ်ရမယ်အဲ့ဒီမူကို UNG လက်လွတ်လိုက်တာနဲ့ဒီတော်လှန်ရေးရဲ့အောင်မြင်မှုဟာကျွေတလှဲ့ကြက်တခုံပမာရုပ်ချင်းအပြောင်းလဲဖြစ်သွားနိုင်ခြေရှိတယ်နော်ပေါ့နော်အဲ့တော့ဒီနိုင်ငံရေးအပေးယူဆိုတဲ့နေရာမှာတိုင်းရင်းသားခေါင်းဆောင်တွေလည်းပါမယ်ဟောကျွန်တော်တို့ကိုကြိုက်ကြည့်ဖြစ်စေမကြိုက်ကြည့်ဖြစ်စေလက်ခံချင်းကြည့်ဖြစ်စေလက်မခံချင်းကြည့်ဖြစ်စေဒီຫນွေဦးတော်လန်ရေးမှာပေါ်လာတဲ့ ထူးချွန်တဲ့ခေါင်းဆောင်တွေကိုလည်းပဲဒါနေရာတစ်ခုအနေနဲ့ NUG ကပေးဖို့ပေးရမယ်။ဒါမှကျွန်တော်တို့ညှတာတဲ့ Federal ဖြစ်မှာလေနော်။အဲ့တော့ကိုကိုတူတဲ့ကိုတပါတီတဲ့ကိုတဖွဲ့တဲ့ဒီတော်လန်ရေးကိုနိုင်အောင်မတိုက်နိုင်ဘူးဆိုတော့တို့လည်းသိတယ်သူတို့လည်းမစွမ်းနိုင်ဘူးဆိုတော့သူတို့ကိုယ်သူတို့လည်းသိတယ်အဲ့တော့သိတယ်ဆိုရင် UNG အနေနဲ့ကတော့ဒါမူဝါဒတွေကိုဖြေလျှော့ဖို့လိုတယ်နောက်ပြီးတော့ဒီຫນွေဥတော်လန်ရေးမှာပေါ်လာတဲ့ဒီထူးချွန်တဲ့လူငယ်ကောင်းဆောင်တွေထိုက်တဲ့ဒီနိုင်ငံရေးမူဝါဒတစ်ခုနဲ့ ြန်စီယုံရမယ်ဥပမာဆိုရင်ဟိုလေအင်အားအတင်းအတင်းရှိပြီးတော့မှဟိုလေအန်ယူဂျီအောက်မှာမရှိဘဲနဲ့ဘလို့လဲအာဟိုအကွဲပြားတွေဖြစ်နေတဲ့အဖွဲတွေအများကြီးရှိတယ်ဥပမာဘူနဂါတို့မောင်ဆောင်ခါတို့ဘူကောက်ယိုးတို့ဒါကဘူမိုက်ခဲတို့အဲနောက်ဟိုဒါလည်းဟို PAA တို့ပေါ့လေအဲ့လို PDF တက်တွေအများကြီးရှိနေသေးတယ်အဲ့ဒါကအန်ယူဂျီရဲ့အောက်မှာမရှိတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ဘလို့လဲအာတော်လန်ကြီးလမ်းစဉ်ကတစ်ခုတည်းမဟုတ်နေဘူးအဲ့ဒါတွေအကုန်လုံးကိုပြန်ပြီးတော့စုစည်းနိုင်ဖို့လိုတယ်အန်ယူဂျီကခုနကျွန်တော်ပြောလို့အန်ယူဂျီက ိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်းနိုင်ငံရေးအပေးယူတည့်ရမယ်သူ့ဘက်ကမူဝါဒတွေဖြေလျှော့ရမယ်နောက်ပြီးရင်ဒီမျိုးတော်လိုင်းကြီးမှာပေါ်လာတဲ့တခြားအဖွဲ့တွေကိုလည်းပဲသူကဒီနိုင်ငံရေးလမ်းစဉ်မူဝါဒတစ်ခုချမှတ်ပြီးတော့မှပြန်လည်စုစည်းပေးနိုင်ရမယ်အဲ့ဒီနှစ်ခုကို UNG အနေနဲ့အောင်မြင်လုပ်လိုက်ပြီးဆိုတာနဲ့ဒီမျိုးတော်လိုင်းကြီးအောင်မြင်မှုကနိုင်ငံပပလေးတစ်ချက်ပဲချမှာလုံးဝအပြောင်းလဲကြီးဖြစ်သွားနိုင်တယ်အခုတောင်သာတော်တော်လေးအပြောင်းလဲဖြစ်နေပြီเนาะဒီတလထဲမှာဆိုရင်ဒါစစ်တပ်က15နှစ်လောက် ချုပ်ကင်ထားတဲ့နေဆက်စခန်းတွေအခုဆိုရင်နိုင်ယူပိုင်းအတွင်းကိုတန်ယူနဲ့ PDF တက်တွေကဝင်ရောက်သိမ့်ပိုက်နိုင်နေပြီရခိုင်ပြည်မှာဆိုလဲ60ရာခိုင်နှုန်းလောက်ကစစ်တပ်ကျသွားပြီမရှိတော့ဘူးကချင်ပြည်နယ်မှာလည်းအများကြီးမကြံတော့အများကြီးမကြံတော့ဘူးချင်းပြည်နယ်မှာဆိုလဲနှစ်မြို့သုံးမြို့ပဲကြံတော့တယ်ဆိုလိုတာကတေးကြတယ်လေအဲ့တော့ဒီအချိန်လေးကိုကြည့်ရင်လက်ရှိစစ်ပွဲအချိန်ဒီမှာတော့ဒါစစ်ကောင်စီတော်တော်လေးအကြဆုံးများနေပြီသူဒီရွေးကောက်ပွဲလုံနိုင်ဖို့ကိုတောင်မှအသေးတံပဲအဲ့တော့ အခုလက်ရှိစစ်တပ်နဲ့မဟာမိတ်ဖွဲ့ပြီးပေါင်းထားတဲ့နိုင်ငံရေးပါတီ52ပါတီကတော့သူတို့ကဘာကိုမျှော်လင့်လဲဆိုတော့အာစစ်တပ်မှာလူသူလက်နက်အင်အားလည်းရှိတယ်ခိုင်မာတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်ဒီစစ်တပ်နဲ့ငါတို့ပေါင်းထားရင်တော့2025အလွန်မှာငါတို့နေရာတစ်ခုရမယ်လို့သူတို့ကိုသူတို့မျှော်လင့်ထားတာဒါပေမဲ့သူတို့တွက်တွက်ကြင်ရတော့လွဲသွားပြီနော်အဲ့တော့စစ်တပ်ကဒီ2025ဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်လို့သူအချိန်ချင်းကြေညာနေပြီမဲ့လို့ရန်ကုန်နဲ့အနီးဆုံးမိုင်30လောက်ပဲဝေးထော့တဲ့နေရာတွေတက်လျှောက်မှာ PDF တွေအခြေဆိုင်နေပြီ။နေပြည်တော်နဲ့အနီးဆုံးမှာလည်း PDF တွေရှိတယ်။မန္တလေးနဲ့အနီးဆုံးမှာလည်း PDF တွေရှိတယ်။အဲ့တော့ဒီစီးပွားရေးမြို့တော်အုပ်ချုပ်ရေးမြို့တော်နဲ့လူဦးရေအများဆုံးမြို့တော်တွေကိုတောင် PDF တွေရောက်ထားပြီးဆိုရင်တခြားနေစုံနေပြားမြို့တွေကတော့ထဲ့တောင်ပြောစရာမလိုတော့ဘူး။အဲ့တော့ဒီ2025မှာတော်လှန်ရေးအဆုံးတက်မလားဟိုတကယ်ပဲအများဆုံးပြီးသွားမလားဆိုရင်ကျွန်တော်ထင်တယ်ဒီကျွန်တော်တို့ဒီတော်လိုင်းကြီးတစ်ခုကိုအဆုံးတက်ဖို့ဆိုရင်ကျွန်တော်ဒီစစ်ပွဲတစ်ခုထဲနဲ့ သုံးသက်လို့မရဘူးကျွန်တော်တို့မျက်စိရှိမှရှိနေတဲ့စစ်ပွဲတစ်ခုတည်းနဲ့သုံးသက်လို့မရဘူးဘာဘာရောပြီးသုံးသက်ရအောင်လဲဆိုတော့နိုင်ငံရေးမူဝါဒအရေးကြီးတယ်အဲ့ဒီနိုင်ငံရေးမူဝါဒဒီအခိုင်အမာရှိမှတိုင်းရင်းသားခေါင်းဆောင်တွေရလဲပူပေါင်းမယ်အဲ့လိုမှအယူကြီးမှနိုင်ငံရေးမူဝါဒအခိုင်အမာမရှိဘူးနော်ဖက်ဒရယ်မူဝါဒအခိုင်အမာမရှိဘူးဒီတိုင်းရင်းသားခေါင်းဆောင်တွေနဲ့အပေးယူမတည့်ဘူးဆိုရင်2025မှာတက်လာမဲ့ဒီဘ ਹੁ အစိုးရနဲ့တိုင်းရင်းသားတွေပူးပေါင်းသွားနိုင်ခြင်းရှိတယ် ဲ့တော့ကျွန်တော်တို့အလုံးလောက်ရမှာက UNG ကိုဝိုင်းပြီးတော့ဖိအားပေးကြဖို့เนาะဟိုပေါက်ပန်း40ပြောနေတာတွေကိုရှောက်ညှောက်မပေးကြဘူးเนาะ UNG ဝိုင်းဖိအားပေးကြဖို့ဒါလဲဆိုတော့နိုင်ငံကြီးမူဝါဒတွေကိုခြားတင်တဲ့မူဝါဒတွေအမြန်ချပါဒီတော်လန်ရေးကိုဒါအမြန်ဆုံးအောင်မြန်အဆုံးသတ်ဖို့အရေးကြီးပါတယ်เนาะဟိုငါလူငါပါတီငါအဖွဲ့အစည်းငါတို့လူတွေအကုန်လုံးဒါနေရာပြန်ရရေးငါတို့ဒါအစိုးရဖြစ်ရေးဆိုတဲ့မူကို ရှော့ချပစ်ဖို့အရေးကြီးပါတယ်။အန်ယူဂျီကအဲ့ဒါလိုတွေရှော့ချပစ်လိုက်ပြီးတော့မူဝါဒတွေရှော့ချလိုက်ပြီးတော့နော်လူဦးတော်တိုင်းကြီးမှာပေါ်လာတဲ့အဖွဲ့တွေကိုရောတိုင်းရင်းသားခေါင်းဆောင်တွေကိုရောအများဆုံးချင့်ကပ်ပြီးတော့မှပူးပေါင်းနိုင်မယ်ဆိုရင်ဒီလူဦးတော်တိုင်းကြီးက2025မကူးဘူးပြီးသွားနိုင်ရည်ရှိပါတယ်။တကယ်လို့အန်ယူဂျီကမှအဲ့ဒါလိုမလုံနိုင်ဘူးဆိုရင်ဒီလူဦးတော်တိုင်းကြီး2030လည်းမပြီးဘူးတိတ်တိတ်ကြတယ်လုံးဝမပြီးဘူး။အဲ့တော့ပြီးမလားမပြီးဘူးလားပြီးချင်လားမပြီးချင်ဘူးလားပြီးချင်တယ်ဆိုရင် ကျွန်တော်တို့ပခုံးထမ်းတင်မြောက်ထားတယ်ကိုယ့်အစိုးရကိုကိုယ်ကိုယ်တိုင်ဖိအားပေးဖို့လိုတယ်နော်ပခုံးထမ်းတင်တော့ကတော့ကျွန်တော်တို့အကောလုံးပခုံးထမ်းတင်ခဲ့ပြီးပြီလေအဲ့တော့လှုပ်တင်လှုပ်ထိုက်တဲ့မူဝါဒတွေကိုမြန်မြန်လုပ်ဖို့ဆိုရင်ပြည်သူလူထုကိုယ်တိုင်ပြန်ပြီးတော့မှဖိအားပေးဖို့လိုတယ်အဲ့တော့အကောလုံးဒီနှစ်ခုကိုပဲရွေးပါ2025မှာတော်လန်ရေးကိုပြီးချင်သလားပြီးချင်ရင် UNG ရဲ့နိုင်ငံရေးမူဝါဒတွေကိုရှော့ချဖို့ပြင်ဆင်ဖို့ဝိုင်းပြီးတော့ဖိအားပေးကြပါ အဲ့လိုမှမဟုတ်ဘူးငါတို့တင်လာတဲ့အစိုးရပဲမှန်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 ထောက်ခံနေမယ်နော်မဝေဖန်ဘူးမထောက်ပြဘူးဘာမှမပြောဘူးဆိုရင်တည်ကြတယ်2030လဲဒီတော်လန်ကြီးပြီးမှာမဟုတ်ဘူးအဲ့တော့တော်လန်ကြီးပြီးချင်းမပြီးချင်းအနိုင်ရချင်းမရချင်းကနေရန်ပပတိတစ်ချက်တာချားတယ်အဲ့တော့အခုပြည်နယ်တွေအကုန်လုံးမှာတိမ့်နေတဲ့မြို့သိမ်းတိုက်ပွဲတွေကຫນွေဥတော်လန်ရေးကိုကိုစားပြုမယ်လို့ကျွန်တော်မယုံကြည်ဘူးအခုကဘယ်လိုလဲစစ်တပ်ကတနိုင်ကလုံးမှာဒီ စစ်ပွဲတွေဖြစ်နေလို့နော်ဒီဗမာလူငယ်တွေကိုတိုင်မြို့ကြီးမှာတောင်မှစစ်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်စစ်တပ်ကသူ့ရဲ့ရှိနေတဲ့စစ်တပ်အင်အားကိုဒီပြည်နယ်တွေကိုအကုန်ထုတ်မတုံးနိုင်တော့ဘူးเนาะအာဒီအညာ PDF တွေဖြိုခွင်းဖို့အတွက်ပဲတဝက်တုံးနေရပြီကြံတဲ့တဝက်ကတနိုင်ငံလုံးကိုလှည့်ပတ်တုံးနေရတဲ့အတွက်ကြောင့်စစ်တပ်အင်အားကအင်မတန်ညော့နေနေလို့အခုတိုင်းရင်းသားပြည်နယ်တွေတိုင်းသားတွေအကုန်လုံးကတိမ့်ပိုက်ထားနိုင်တာသူ့ပြည်နယ်သူတိမ့်ပိုက်ထားတယ်ဆိုတာနောက်တစ်ချိန်မှာဒီဘ ਹੁ အစိုးရကိုဘယ်သူတက်လာမလဲဘယ်သူကဘယ်မူဝါဒတွေနဲ့ကင်မလဲ ဲ့တော့ဘ ਹੁ အစိုးရရဲ့မူဝါဒကသူတို့တို့အဆင်ပြေတယ်ဟုတ်လားသူတို့လိုချင်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့အဆင်ပြေတယ်ဆိုရင်သူတို့ကပူးပေါင်းမှာအဲ့တော့အန်ယူဂျီကအဆင်ပြေလားအန်ယူဂျီအဆင်ပြေအန်ယူဂျီနဲ့ပူးပေါင်းမှာဒါကိုပြင်းနဲ့ကိုတိုင်းနာပြီးသွားပြီလေကိုပြင်းနဲ့ကိုပိုင်သွားပြီဆိုရင်အဲ့တော့ဘ누구ကငါတို့ကိုအဆင်ပြေအောင်လာညှိမလဲလာညှိလို့အဆင်ပြေတဲ့လူနဲ့ငါတို့ပေါင်းမယ်ရှင်းရှင်းလေးပဲနော်အဲ့တော့အန်ယူဂျီကကိုကိုတိုင်းလဲຫນွေဥတော်လံကြီးကို တစ်ကနေတရားတိဥမဆောင်နိုင်ပဲနဲ့နောင်ဒီတော်လန်ကြီးအလုံးမှာငါတို့ဒါအစိုးရဖြစ်မယ်ဆိုတဲ့မူဝါဒကြီးကင်ထားရင်ကိုကိုတိုင်းလည်းတရားရာခိုင်နှုန်းပြည့်မလုံးနိုင်ပဲနဲ့ကိုကိုတိုင်းတရားရာခိုင်နှုန်းအပြည့်ပြန်လူချင်းလို့မရဘူးအဲ့တော့မူဝါဒတွေလျှော့ချရမယ်လျှော့ပါအဲ့လိုမှမလျှော့ဘူးလားမလျှော့ရင်မဝေးတော့တဲ့နောက်ထပ်6လအသွင်းမှာစစ်တပ်ကရွေးကောက်ပွဲကိုမြို့ကြီးလောက်အချို့မှာပဲလှုပ်လိုက်ပြီးတော့ဘ ਹੁ အစိုးရအနေနဲ့တက်လိုက်မယ်ပြီးရင်ပြည်နယ်နဲ့ပေါင်းလိုက်မယ်နော်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီးတော့စစ်တပ်ကပေါင်းလိုက်ရင် စစ်တပ်ကလည်းတရားဝင်အစိုးရဖြစ်ပြီးတိုင်းရင်းသားပြည်နယ်တွေကလည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီဆိုရင်နူးတော်လိုင်းရောင်ပေါ်လာတဲ့ PDF တွေပြည်စရာမြေကိုရှိမှာမဟုတ်တော့ဘူးเนาะအဲ့တော့ဒီနှစ်ချက်ကခုနအခုကျွန်တော်ပြောသွားတဲ့နှစ်ချက်ကတရားစင်းစားကြည့်နော်ကျွန်တော်တို့တော်လိုင်းရဲ့အောင်မြင်ခြင်းနဲ့ကြဆုံးခြင်းကဟိုနိုင်ရန်ပါပါလေးတစ်ချက်ပဲချားတယ်အဲ့တော့ဘုဒ္ဓဘောမှာပဲမူတည်လဲဆိုရင်အန်ယူဂျီဒီအပေါ်မှာပဲမူတည်တယ်အန်ယူဂျီကနိုင်ငံရေးမူဝါဒတွေကိုဖြေလျှော့ဖို့ပဲလုပ်ပါတယ်အဲ့တော့ဒီညတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်အဲ့တော့ကို့အစိုးရကိုကျွန်တော်တို့ပခုံးနဲ့တော့ ခတ်တင်ပြီးသွားပြီမဟုတ်တာတွေလုပ်နေရင်ကိုယ်စိုးရအောင်ကိုကိုတိုင်းဖိအားပေးကြပါတောင်းဆိုကြပါနိုင်ငံရေးမူဝါဒတွေကိုအမြန်ဆုံးပြင်ဆင်ဖို့လျှော့ချဖို့နဲ့မျိုးဥတော်လိုင်းကြီးမှာပေါ်လာတဲ့ထူးချွန်တဲ့ခေါင်းဆောင်တွေထူးချွန်တဲ့လူငယ်တွေကိုလည်းထိုက်တင်တဲ့နေရာတစ်ခုပေးပြီးတော့နိုင်ငံရေးလမ်းစဉ်တစ်ခုကိုချမှတ်ဖို့လိုအပ်တယ်နော်ငါငါတို့ပတ်စံအားတော့ပြီးချိန်မှပေးမယ်မင်းတို့ရဲ့အောင်မြင်မှုတွေအကုန်လုံးငါတို့ကိုပေးရမယ်ငါတို့အောက်ပဲဝင်ဆိုရင်တော့ဒါကတော့ဟိုစစ်အာဏာရှင်ကိုမလိုချင်လို့တော်လှန်တာမှ အာနာရှင်ကိုပြန်ပြီးအသက်သွင်းသလိုဖြစ်မှာဆိုလို့ခု NUG အောက်ကိုမဝင်တဲ့အဖွဲ့တွေအင်အားကောင်းတဲ့အဖွဲ့တွေအများကြီးကြံနေတယ်အခု NUG ရဲ့တည်ရင်300ဆိုတာက NUG အောက်ကို မရောက်သေးတဲ့အဖွဲ့တွေနဲ့အဖွဲ့တွေရဲ့ level လောက်တရှိနေတယ်เนาะမောင်ဆောင်ခါတို့ဘူနဂါတို့ဘူမိုက်ခဲတို့ဘူကောက်ယိုးတို့ကိုတက်ကြီးတို့ပြီးရင်ဒီဘက်က BAA တို့ဆိုတဲ့တက်တွေကလည်းအင်အားမနေဘူးဒါပေမဲ့အဲ့ဒီအင်အားတွေအကုန်လုံးက NUG အောက်မှာရှိမနေဘူး တော့အဲ့ဒီအင်အားတွေပါအကုန်စုစည်းနိုင်ပြီးတော့မှနိုင်ငံရေးမူဝါဒတွေကိုဖြေလျှော့လိုက်ပြီးတော့တကယ်ညီညွတ်မှုနဲ့ပူးပေါင်းရင်စစ်ကောင်စီကပြေးစရာမြေလိုရှိမှာမဟုတ်ဘူးဒီ2025မပြီးဘူးတော်လိုင်းကတေချာပေါက်အဆုံးသက်သွားနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့အယူတီယာကိုလည်းတရားရာဂိုင်းနှုံးပြီးဥမဆောင်နိုင်ဘူးနော်ဒီနွေဦးတော်လိုင်းကြီးအလွန်ကာလမှာငါတို့ဒါလည်းအစိုးရဖြစ်ရမယ်ငါတို့ပဲနေရာရရမယ်ငါလူတွေပဲနေရာရမယ်ငါရုပ်ဖတွေငါသားတွေငါသမီးတွေငါမိတွေငါသူမတွေပဲနေရာရရမယ်ဆိုတဲ့မူကြီးကိုစက်ကင်ထားရင်တော့ဤသူလူတို့တွေ ထိခိုက်မှုနစ်နာမှုပိုများလာနိုင်မယ်။နောက်2030လည်းပြီးနိုင်ရင်မရှိဘူး။အဲ့တော့ဒါကကျွန်တော်စိတ်သက်သာအောင်ပြောနေတာမဟုတ်ဘူးเนาะတကယ်ရင်ဆိုင်ရမယ့်အရာကိုပြောနေတာ။အဲ့တော့ဒီ2025မှာမှပြီးချင်လားမပြီးချင်ဘူးလား။အဲ့ဒီနှစ်ခုကိုပဲယူ။ပြီးချင်ရင် UNG နဲ့မူဝါဒတွေလျှော့ချလိုက်။တိုင်းသားတွေနဲ့နိုင်ငံရေးသဘောတူညီချက်ရရင်เนาะမျိုးတော်လည်းတခြားပေါ်လာတဲ့တခြားအဖွဲ့လူငယ်အဖွဲ့တွေကိုလည်းစီယုံနိုင်ရင်ဒီနိုးတော်လည်း2025ကိုလုံးဝမကူတရားပေါက်ပြီးတယ်အဲ့လိုမှမဟုတ်ပဲ UNG ကမူဝါဒတွေကို တင်းခံထားမယ်မဖြေလျှော့ဘူးဘာမှမဆုံးဖြတ်နိုင်ဘူးဆိုရင်2030လဲပြီးနိုင်ခြင်းမရှိဘူးအဲ့တော့ကျွန်တော်တို့အများဆုံးပြီးကျင်ရင်တော့ကိုယ်အစိုးရကိုကိုယ့်အကူပဲပြန်ပြီးတော့ဖိအားပေးကြပါပြည်သူလူထုအမေစုအများတန်းပြောတဲ့စကားရှိတယ်လေနော်ပြည်သူဓာတိကအဲ့တော့ပြည်သူလူထုကဖိအားပေးလာရင်တို့မလုပ်ဘဲနဲ့မနေပါဘူးလုပ်ဖို့လုပ်ရမှာပါအဲ့တော့တင်ရ